သွေးပြစ်တယ်ဆိုတာကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့ပြဿနာတစ်ရပ်ပါသွေးပြစ်လာတဲ့အခါသွေးသွေးအောက်ဆီဂျင်ပမာဏကျဆင်းလာပြီးတော့ခန္ဓာကိုယ်ရဲ့ပြန်လည်ပြုပြင်မှုစနစ်တွေကိုထိခိုက်စေပါတယ်ဒါဆိုသွေးပြစ်ရတဲ့အဓိကအကြောင်းတွေကဘာတွေလဲဒီကြောင့်နဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီဗီဒီယိုလေးမှာမျှဝေဝေသမားဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် ကျမရဲ့အပြင်အလားပါဆိုင်ရာကျောင်းအများကိုဗဟုလတရောက်ပွဲအမြဲတင်ဆက်ပေးနေမှာဖြစ်တာမလို့ဗီဒီယိုအစ်တင်တိုင်းသိရှိစေဖို့အတွက်လည်းဗီဒါခေါင်းလောင်းလေးကိုနှိမ့်ခက်ပေးကြပါအောင်ရှင်။တွေ့ပြရတဲ့အဓိကအကြောင်းရင်းတွေကတော့စိတ်ပန်းဆိုင်ရာခံစားချက်တွေမမှန်ကန်တဲ့နေထိုင်စားသောက်မှုတွေကြောင့်ပဲဖြစ်ပါတယ်။တွေ့ပြလာပြီဆိုရင် အများဆုံးခံစားရမယ့်လက္ခဏာတွေကတော့မနက်ခင်းအရာနှုတ်လာတဲ့အချိန်မှာခေါင်းမူပြီးအာမရှိတယ်လို့ခံစားရခြင်း။မနက်စာစားပေးများတာဖြည်းဖြည်းချင်းနိုးလာပြီးတော့ရင်းနဲ့လေလေလမ်းစမ်းလေးလေးဖြစ်ချင်းနေ့လယ်စာစားပေးတာနဲ့ထိမရအောင် အိတ်ငိတ်ချင်းချောင်းချောင်းထန်ချလိုက်တာနဲ့မုန်းချက်ပြီးအသက်ရှူလို့မကောင်းတာဒါမှမဟုတ်ခန္ဓာကိုယ်ကဖြိုလာတာမျိုးဖြစ်ချင်းရုပ်တရက်အမင်းအာယုံဝေဝါးသွားတာချက်ချင်းကောင်းကောင်းပြန်မြင်မြင်ရတာဖြစ်ချင်းစရည်လက္ခဏာတွေကိုခံစားရမှာဖြစ်ပါတယ်ဒီလိုလက္ခဏာတွေခံစားရပြီဆိုလို့ရှင်တော့သွေးပြစ်ကြောင်းကိုခန္ဓာကိုယ်ကအချက်ပြနေရဖြစ်ပါတယ်။အများဆုံးကယူဆိုင်ကူတာဖို့လိုအပ်ပါတယ်ရှင်။အများစုကသွေးပြစ်ခြင်းကနေသွေးကခြင်းတွေဖြစ်လာတဲ့အခါမှာအမင်းအာယုံတွေဝေဝါးခြင်း၊မူးဝေခြင်း ခေါင်းကိုက်ခြင်း၊သွေးပေါင်ခြင်းတက်ခြင်း၊အားရမရှိသလိုနုံးချိနေခြင်း၊အသက်ရှူမဝခြင်း၊သွေးချေဥရာလွဲကူခြင်း၊ရာသီသွေးအဆင်းများခြင်း၊အရေပြားရရန်ခြင်းစတဲ့ပိုပြီးတိတာစေတဲ့ယောဂလက္ခဏာတွေကိုစတင်ခန်းသာရမှာဖြစ်ပါတယ်။ဘာကြောင့်မှမသိပေမဲ့သွေးခဲလေးတွေခဏခဏဖြစ်နေရင်ဒါမှမဟုတ်ထက်ခါထက်ခါကိုယ်ဝင်ပြက်ကြတာကြုံရရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့အရေးကြီးသွေးစစ်ဖို့လိုနေပြီပဲဖြစ်ပါတယ်။ဖြစ်ဖြစ်ချင်းကိုတက်တာစေမဲ့နီလန်ငါမျိုး နံပါတ်၁ရင်းမြမြတောက်ပါ အထူးသဖြင့်ရင်နွေးကိုပုံမှန်တောက်ပေးပါရင်နွေးကအဆီတွေကိုခြေပြတ်ပေးနိုင်ပါတယ်အစာကြည်စေနိုင်ပါတယ်သွေးလည်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ်နံပါတ်၂အသီးအနှံနဲ့ဟင်းသီးရွက်ကိုစုံလျောင်းစားပေးခြင်းကိုလက်စတရောကိုတားဆီးနိုင်တဲ့ရေဓာတ်၊ဗီတာမင်စီ၊ဖိုင်ဘာကျွဲဝတဲ့ဟင်းသီးဟင်းရွက်တွေ၊အသီးအနှံတွေ၊ပြောင်းမှု၊အဆိတ်ဆန်၊စရတွေကိုစုံလင်နေ စားပေးသင့်ပါတယ်။ နံပါတ်3တရိษံဝမ်းရင်းကလေးစားတွေကိုရှော့စားတင်ပါတယ်။အဆီတက်များတဲ့အစားအစာတွေကိုတနိုင်သမျှရှော့စားပေးပါ။နံပါတ်4ကိုလတ်လှူရှာမှု၄ချိန်ခန့်လုပ်ပါ။ပုံမှန်လှူရှာပေးခြင်းကသွေးလည်ပတ်မှုကိုထောက်ကူပြုပြီးတော့သွေးပြင်းခြင်းကိုရှော့ရှာပေးနိုင်ပါတယ်။နံပါတ်5အရက်နဲ့မုန်းဆေးဝါကိုရှောင်ကြည့်ခြင်းကျမရဲ့အတွက်အဓိကအန္တရာယ်ဖြစ်စေနိုင်တဲ့အရာကိုဖျက်တောက်တင်ပါတယ်။ရေထဲပြုတ်ခြင်းရဲ့အကျိုးကျေးဇူးများ အထက်မှာဖော်ပြခဲ့သလိုပဲသွေးပြစ်ခြင်းကိုတတစေဖို့နီလန့်တွေထဲမှာရေမြမြတောက်ဖို့ကပရမသောအချက်ပဲဖြစ်ပါတယ်။ဒါကြောင့်ရိုးရိုးရေရေနွေသို့မဟုတ်ကျန်းမာရေးနဲ့ညညွတ်တဲ့ဖြော်ရည်များတောက်ပေးခြင်းရဲ့အကျိုးကျေးဇူး၆မျိုးကိုလည်းသိရှိထားသင့်လို့တခါလေးမျှဝေပေးခြင်းပါတယ်။ခန္ဓာကိုယ်အတွင်းအစိတ်အောက်တွေကိုတန့်စင်စေပါတယ်။အရေးပြားကိုတန်ချင်းကြမ်းပါစေပါတယ်။ကြွက်သားတွေကိုတန်ပါစေပြီးဇီဝကမဖြစ်စဉ်ကိုလည်းကောင်းမွန်စေပါတယ်။ ။စွန့်ရီတိုးပွားစီပြီးတော့ဝေးကြစီနိုင်ပါတယ်။ခေါင်းကိတ်တာကိုလည်းတက်တာစီပါတယ်။မှတ်သားနိုင်တဲ့စွန့်ရီကိုလည်းတိုးပွားစီပါတယ်။အရေးကြီးတဲ့တတိပစ်ချက်အနေနဲ့သွေးပြချင်းဒွဲကူစားရမှရှိခဲရီကိုရှောင်ခြင်းမှာရရွေရီနဲ့ရင်တွေးကိုသာတောက်သုံးပေးပါ။ဂျန်နွေးထဲမှာလက်ပတ်ချောင်းအနှဲငယ်ထဲတောက်တာ၊ပြားရီနဲ့တမရီညစ်တောက်တာကလည်းကျန်းမာရုံနဲ့အထူးကောင်းမှုစီပါတယ်။ ကျမ်းမာရေးအတွက်အရေးကြီးတဲ့ဒီအချက်လက်တွေကိုသတိပြုပြီးရေဆက်ကိုအပြည့်အဝဖြည့်တင်းမှာမှန်ကန်စွာနေထိုင်စားတော့ပါလို့တိုက်တွန်းရင်းနဲ့ပဲဒီဗီဒီယိုလေးကိုရနာလိုက်ပါစီရှင်။နောက်ထပ်ဗီဒီယိုတွေမြပြန်လာခဲ့ပါမယ်။အားလုံးပဲကျမ်းမာပျော်ရွှင်သောဘဝကိုပတ်ဆိုင်နိုင်ကြပါစီရှင်။အီဆောင်မလေးကိုဒေါက်တာခင်ရွယ်ဝင်းရဲ့ Facebook စာမျက်နှာမှာကြည့်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ရှင်။